MNDAA ကိုကန်တက်ထိန်ချုပ်ထားတဲ့လာရှိုးမြို့နယ်တွေကကျေးရွာတွေမှာသွေးလွန်တုတ်ကွေရောဂါတွေအဖြစ်များနေတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်ဆုံးပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်တွေက MNDAA ကိုကန်တက်ထိန်ချုပ်ထားတဲ့ကျေးရွာတွေမှာရွာလုံးကျွတ်နီးပါးလူကြီးလူငယ်မရွေးတုတ်ကွေရောဂါနဲ့ငှက်ဖျားရောဂါတွေအဖြစ်များနေတယ်လို့ဒေသခံတွေက DPP ကိုပြောပါတယ် အဲ့ဒါကိုပြောမယ်ဆိုတော့ယာဒီတုတ်ကွေးလို့ပြောမှာပေါ့ဒီကကုလို့ဆိုရင်၃ရက်စက်ကြိုက်တော့ကိုစီထိုးရတယ်စီထိုးပြီးလို့ဆိုရင်တော့မှဒီကစီထိုးလို့အဖျားပြောက်သွားပြီဆိုတော့ချောင်းဆူလာကြံနေကလေးကလေးလူကြီးအောင်ဖြစ်တယ်စစ်တကအာနာသိမ့်ပြီးနောက်ပိုင်းလာရှုမြို့နယ်တွေကကျေးရွာတွေမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးကြိုတင်ကာဝယ်ရေးလုပ်ငန်းတွေမလုပ်နိုင်တော့တဲ့အခြေအနေတွေဖြစ်သွားတာပါ ဒါကြောင့်လေတုတ်ကွေးရောဂါဖြစ်ပွားမှုများနေတဲ့အပြင်လူဆယ်ယောက်မှ၈ယောက်ဟာငှက်ဖျားရောဂါကိုတွေ့နေရတယ်လို့ကျန်းမာရေးစီဒီအန်ဆရာမတယောက်ကပြောပါတယ်လေမကောင်းလို့လူနာရီသွားလိုက်လို့ရှိရင်လေလူနာရီပြလိုက်လို့ရှိရင်ဆယ်ယောက်ဆစ်လို့ရှိရင်ရှစ်ယောက်လောက်ကငှက်ဖျားဖို့တွေ့ရပိုးတွေ့ရမျိုးစားပေါ်ပုံတီးပြီးတော့မှငှက်ဖျားသေးတွေရတော့ပြရတာရှိတယ်ဆက်လေးရက်စီးတောက်လိုက်ရင်တော့ငှက်ဖျားဖို့ကပြန်ပြောက်သွားတယ်လာရှိုးမှာတော့ငှက်ဖျားဖို့ဆစ်လိုက်လို့ရှိရင်ငှက်ဖျားဖို့တွေ့တယ်ပေါ့ဒါပေမဲ့အဲ့ဆေးမတွေ့ဆေးမရဘူးလို့အဲ့ဒေတာခံတွေကတော့ပြောနေရမှာ MNDA ကိုကန့်တက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်နေတာလည်းရှိပါသေး။ဒါပေမဲ့ပြည်သူအားလုံးကိုလွှမ်းခြုံနိုင်တဲ့အခြေအနေတော့မရှိသေးဘူးလို့သိရပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။